လွမ်းပိုင်ရဲ့လေးယောက်မြောက်ရေစာဖြစ်လာနိုင်ခြင်းရှိတဲ့တဲစုငိမ့်အားလုံးပဲမင်္ဂလာပါရှင်ဆယ်လီတင်းတွေကိုတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ page လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဖော်ပြပါကောင်းစရာလေးကိုအစာဖော်ပြရမယ်ဆိုရင်တော့လမ်းပိုင်ဆိုတာပြိုတိုင်းကြိုက်တဲ့နင်းစိခိုင်းဖြစ်တယ်လို့ပြိုတိုင်းကိုလည်းကြိုက်လာသူဖြစ်ပါရဲ့ နော်နန်ကျော်၃ယောက်စလုံးနဲ့ရီစားရည်ချက်ခဲ့ပြီးအင်မတန်ကိုမှပြည်တော်စုစိတ်တဲ့ပြေဝသူသူလေးဖြစ်ပါရယ်အခုချိန်မှာတော့တိုင်းရင်မင်းသမီးနန်းစုရတီစုနဲ့ရီစားရည်ချက်နေပြီးဘွားကိုမအေးမချမ်းဖြတ်တန်းနေပါရယ်ချောင်ကိုစားရှိတဲ့သူကတော့ဘလို့တာတာရမှာမဟုတ်ပဲနဲ့အခုနန်းစုနဲ့ကတော့ဘလောက်လောက်ထိမြဲမယ်ဆိုတာကိုမသိရသေးပါဘူးဒီလိုအချိန်မျိုးမှာမှအကြောင်းကားတိုက်ဆိုင်ချလာတော့လမ်းပိုင်ဟာအလမဲ့တဲစုငိမ့်နဲ့ရုပ်ရှင်ဆက်ကားတကာကိုရိုက်ကူဖို့အကြောင်းဖက်လာပြီးပဲဖြစ်ပါရယ် ဘလို့ဇလံမျိုးလဲဆိုတာတော့မမေပါနဲ့မြန်မာဒရိုက်တာတွေဟာ အကန့်ပြေဘိုးစင်အောက်ပါပဲ အကန်ဟာအင်းရွှေဘူးစင်ထက်ကြော်လွန်ပြီးမပြေနိုင်သလိုမြမပေါကဒရိုက်တာတွေကလည်းဟာတာနဲ့ကတင်ပေါကဖောက်ပြန်ရဲ့ဇယုတ်တွေရလွယ်ပြီးသူကေအောင်ရှိုင်မပြနိုင်ကြပါဘူးဆိုတော့တဲစုငိန်နဲ့လွမ်းပိုင်တို့ကလည်းဟာတာကားပါပဲဖြစ်ကျင်အောင်ဟာအလာမဲဆိုတဲ့ဟာတာကားကိုရိုက်ကူတော်မှာဖြစ်ပါတယ်တွေ့လဲတွေ့တတ်ပါတယ်တဲစုငိန်ကမော်ရီဖြစ်တာကြောင့်မော်ရီဇယုတ်နဲ့လိုက်ဖက်အောင်ရိုက်ကူမဲ့ပုံပါပဲအခုရိုက်နေတဲ့တာမင်းနှစ်ယောက်ကအမျိုးသားတစ်ယောက်ကိုပြိုင်လို့မဲ့ယင်ထုလင်ထုကားမှလည်းတဲစုငိန်ကမော် တဲ့ character တွေပါနေပြန်ပါတယ်။အခုလည်းပဲလွမ်းပိုင်နဲ့ဖြစ်ချင်းအောင်ဟာအလာမဲကာကိုရိုက်ဖို့ပြင်နေပါပြီ။လွမ်းပိုင်ကလည်းဇာကခက်ပြင်းပြင်းနဲ့တဲဆုငိန်ကလည်းအခုမှစိတ်ကစားကစားမိကောင်ပေါ့စားအရွယ်လေးဖြစ်တာကြောင့်တဲဆုငိန်ဟာလွမ်းပိုင်ရဲ့လေးယောက်မြောက်ဇလန်လေးတစ်ပုဒ်ဖြစ်လာနိုင်နေရပါ။မတိမတာဇလန်လို့တွားနိုင်တယ်လို့တိတိတသားလည်းဖြစ်လာနိုင်တာမို့တဲဆုငိန်ဖလေးတွေကတော့ကြိုတင်ပြီးစိတ်ပူနေပြီဖြစ်ကြောင်းဖော်ပြတင်ဆက်ပေးလိုက်ရပါတယ်။ ပရိသတ်ကြီးတို့အနေနဲ့ရောတဲစုငိမ့်နဲ့လွမ်းပိုင်တို့ရဲ့ဟာတာဇမြူကားလေးကိုအားပေးကြောင်းမာလာဆိုတာဝေရောက်ပြေဆိုပေးခဲ့ပါအောင်ရှင်လွမ်းပိုင်ကလည်းသူ့ကိုစတင်ဇလန်ဆလာတဲ့နော်ဖော်နဲ့ဘုတ်သားဖောက်ပြန်ခဲ့တာဖြစ်ပြီးတဲစုငိမ့်ကတော့အရင်ဆုံးစနိုက်ကြော်မဲ့အထင်မှာမပဝင်ဘူးလို့လည်းပရိသတ်တွေကထင်ကြေးပေးနေကြတယ်လည်းရှိပါတယ်ဘလို့ပဲဖြစ်ဖြစ်ပါ ဥချင်းထရဲ့ဥချင်းထိကျူချင်းထရဲ့ကျူချင်းထိတက်တာထုံစံပါပဲ။ဒါကြောင့်မို့ဒီဖြစ်ချင်းအောင်ဟာအလာမဲရွှေရှင်ကာကလမ်းပိုင်ဖန်တွေရောလမ်းဆိုးဖန်တွေရောတဲစုငိန်ဖန်တွေအတက်ပါစိတ်ပူစရာတွေဖြစ်နေရတာပဲဖြစ်ပါရဲ့။ တေချာတာတခုကတော့ဖြစ်ချင်အောင်ဟာအလာမဲဇက်ကပြီးလို့နောက်ထပ်ရွှေရှင်ဇက်ကရီမှာလည်းလွမ်းပိုင်တဲ့အသေးစုံငိမ့်တို့ကိုဆက်ပြီးမြင်တွေ့နေရအောင်ပဲဆိုရင်တော့ဒါဇလန်လေးတွေဖြစ်ပြီးဆိုတာကိုတည်ထားတော့မှဖြစ်ကြတင်ဆက်ပေးလိုက်ရပါတယ်။ဟုတ်ကဲ့ပါရှင်နောက်ထပ်ပြီးလေအမှုပညာစေတီတဲ့အကြောင်းအရမျိုးစုံကိုစူးစီးဖော်ပြတင်ဆက်ပေးဖို့မှဖြစ်လို့ ကျမတို့ရဲ့ page လေးကို like and follow လေးလုပ်ထားပေးခဲ့ကြပါဦးနော်ပိတ်တက်ကြီးကနာမည်ကျော်ဆယ်လီတရင်တွေနဲ့မျက်ချင်မပြတ်ချင်တော့အမြန်ဆုံး follow လုပ်ထားပေးဖို့လိုအပ်ပါလိမ့်မယ်အဆုံးထိနာဆင်ပြီလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကိုစိတ်နှပြကျမချမ်းသာကြပါစေ